မင်္ဂလာပါဒီကနေ့မေလ16ရက်ဟာဆရနာသိမ်းမှု1566ရက်မြောက်ဖြစ်ပါတယ်ဒီဘက်မှာတော့ကရင်နဲ့ကချင်ကသတင်းအချင်းတွေအပြင်အရက်သားတွေတပ်ဖြတ်ခံရတဲ့အကြောင်းတင်ပြနိုင်ဖို့စူးစီးထားပါတယ်ပထမအဦးဆုံးကရင်သတင်းအချင်းတွေကိုအရင်တင်ပြခြင်းပါတယ်ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့လက်နက်ကင်တပ်ဖြစ်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေဟာ အခု3လထဲမှာပဲစစ်ကောင်စီရဲ့တပ်စခန်းပေါင်း19ထပ်မင်းဲကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။အဲ့ဒီထဲမှာဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တပ်စခန်းတွေကိုအများဆုံးသိမ်းပိုက်ခဲ့တာတွေ့ရပါတယ်။ဒီစခန်းတွေဟာတမဟာခွန်ထဲမှာ ဆိုလို့ရှိရင်တော့ခလေဒီစခန်းကိုမတ်လ25ရက်ဒီပူလူတူစခန်းကိုမတ်လ14ရက်မှာသိမ်းပိုက်ခဲ့ပါတယ်။ဒါအပြင်ဒီတမဟာခွန်တွေကပဲတာလေဗျူဟာစခန်းကိုမေလ13ရက် အောက်မှာရှိတဲ့ဒီမော်ဖားသူစခန်းကိုတော့ဧပြီ16ရက်နေ့အခုနောက်ဆုံးဒီမေလာအခြေဆိုင်မော်ကွီးလူစခန်းကိုတော့ဒီကနေ့မေလာ16ရက်မှာပဲထိန်းချုပ်ရရှိခဲ့ပါတယ်။ခံမှန်းအင်အား90လောက်ရှိတဲ့မော်ကွီးလူစခန်းကိုတရက်ကြာပဲတိုက်ခိုက်ခဲ့ရပြီးတဲ့နောက်ဒီကနေ့မနက်ပိုင်း9နာရီလောက်မှာသိမ်းပိုက်နိုင်ခဲ့က120မမ60မမအပါဝင်တခြားလက်နက်ခဲယမ်းတွေသိမ်းဆည်းရခဲ့တယ်လို့ KNL တပ်မှုတစ်ယောက်ကပြောထားပါဗျ။ ဒီတမဟာလေးနယ်မြေထဲမှာဆိုရင်တော့ ठी ခီ viewer စခန်းကို မေလ9ရက်နေ့ဒီ ठी ထ viewer စခန်းကိုတော့ April 16ရက်နေ့ဒီမှာတင်ပိုက်လိုက်တာပါ ठी ခီ viewer ကိုတင်ပိုက်ခဲ့တယ်ဒီမေလ9ရက်နေ့မှာပဲတမဟာလေးကထုတ်ပြန်ချက်တစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီထဲမှာအနုမြူဒါအပိစက်ယုံတိဆောက်နိုင်ချေရှိတဲ့တဲ့င်းကြောင့်မြန်မာနဲ့ထိုင်းနိုင်ငံကဒေသခံတွေရဲ့လုံခြုံရေးအာမခံရှိစေဖို့အတွက် ဘိတ်တော်ဝဲဒေသကတိခီအခြေဆိုင်စခန်းတွေကို ပြန်လည်ထိန်းချုပ်ဖို့ဟာမဖြစ်မနေလိုအပ်လာတဲ့အခြေအနေဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒီတမဟာတုံးနယ်မြေထဲမှာလည်းနောင်ကုန်းရံမျိုးအောင်ရွာကြီးအင်းကျွန်းကုန်းဒီတောင်စုကြီးရွာတွေမှာရှိတဲ့စစ်ကောင်စီတရဲ့အခြေကုန်းနေရာ၅ခုထပ်မနေကိုဧပြီ28ရက်နေ့မှာရှင်းလင်းနိုင်ခဲ့တာတွေ့ရပါတယ်။အဲ့ဒီရွာတွေမှာစစ်ကောင်စီရဲ့ခလာရ60ခလာရ83တို့ကတက်တွေက စစ်ကြောင်းထိုးအခြေကိုယူထားကြတာဖြစ်ပြီးစစ်တပ်ဘက်ကဒူရင်မှုနဲ့အရာခံဖို့တယောက်ပါတိတ်ဆုံးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။အခုတော့ကချင်သတင်းအချင်းတွေဘက်ကိုတွားရအောင်ပါ။ကချင်ပြည်နယ်ဘက်မှာတော့ဒီကနေ့အချိန်ထိဗမော်နဲ့ဖားကန်းဒေသဘက်ကသတင်းတွေကလူထုစိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်နေတုံးပါဗမော်မှာတော့ KIA နဲ့ပူးပေါင်းတပ်တွေကဒီမြို့ကို သိမ်းပိုက်ရေးဆက်လက်ထိုးစစ်ဆင်နေတုံးဖြစ်ပြီးတော့ မေလ15ရက်အထိတော့တိုက်ပွဲငြိမ်နေပြီးဒီကနေ့သတင်းကိုတော့ကြားရတာမရှိသေးဘူးလို့ပြည်တွင်းကနေဓာတ်ရိုက်သတင်းပေးပို့နေတဲ့ DVB သတင်းတောက်ကပြောပါရယ်ဒီဖာကန်ဘတ်မှာဆိုလို့ရှိရင်တော့စစ်တပ်ကကြောက်စိမ့်လောက်ွက်တွေကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့အတွက်တံပြန်ထိုးစစ်ဆင်နေတာဖြစ်ပါရယ်စစ်တပ်ဟာဖာကန်ကို ပြန်ရဖို့အတွက်ဒီဖာကန်ကာမိုင်လန်ပြီးတော့ဖာကန်ဆယ်စင်းလန်အပါဝင်အင်းတော်ကြီးဘက်ကဆိုရင်ဒီညောင်ပင် ဖားကန့်လမ်းတွေကနေပြီးစစ်ကြောင်းသုံးခုခွဲပြီးတော့တက်လာတာရက်၂၀ဝန်းကျင်ရှိလာပါပြီ။ပြီးတော့စစ်ကြောင်းတစ်ခုဂျင်းစီတိုင်းမှာလည်းအင်အား900ထက်မနည်းပါဝင်နိုင်ပြီးအင်အားထောင်ချီအသုံးပြုထားတာလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ဒီဖားကန့်ကာမိုင်းလမ်းမှာတော့စစ်တပ်ကထိုးစစ်ရပ်နေပြီးအခုချိန်ထိဆိုလို့ရှိရင်တော့ဒီဂျားမာရှိတဲ့သဒ္ဒါကြီးနောင်ကျေးရွာကိုမကျော်နိုင်သေးဘူးလို့သိရပါတယ်။ ီဖားကန်အင်းတော်ကြီးလမ်းမှာဆိုလို့ရှိရင်တော့နမိုးမြို့မှာအခြေဆိုင်တဲ့စစ်ကောင်စီပူးပေါင်းတပ်ကဒီစနွင်းကုန်းကျွော်ဘက်ကိုထိုးစစ်ဆင်လို့မနေ့ကအထိတိုက်ပွဲတွေရှိခဲ့ပါတယ်။ဒါပေမဲ့အင်းတော်ကြီးဒေသကနေရာအများစုကို KIA PDF တွေကထိန်းချုပ်ထားပါတယ်။ဖားကန်ဆယ်စင်းလမ်းဘက်ကအခြေအနေတွေကိုတော့ဆက်သွယ်ရေးအခက်အခဲတွေကြောင့် DPP ကမေးမြန်းခွင့်မရသေးပါဘူး။အခုဆက်လက်ပြီးသတင်းအချင်းတွေကိုလည်းတင်ပြအကျင်ပါတယ်။ ဒီပရင်မျိုးနယ်တဲကအိုးတိန်တင်ကြေးရွာနဲ့ရသေးတော်မျိုးနယ်တဲကထွန်းရွေကြေးရွာဖြစ်စဉ်ဒီအပအဝင် အာနာသိန်းကာလာလင်းနစ်ကျော်ထဲမှာအရသာဆက်ရောက်တဲ့အထက်အစုလိုက်အပြုံလိုက်တိတ်ဆုံးရတဲ့ဖြစ်စဉ်80ထက်မနည်းရှိလာပြီလို့ ISP မြန်မာကထုတ်ပြန်ပါတယ်။ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊စကိုင်းတိုင်း၊မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အပါအဝင်တိုင်းနယ်ပြည်နယ်၁၇ခုမှာအခုလိုဖြစ်စဉ်တွေရှိခဲ့ပေမဲ့ဒီစကိုင်းတိုင်းဟာ တပ်ဖြတ်ခံရမှုအများဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်တွေကြောင့်ပဲတေဆုံးရသူအရက်သား1600နီးပါးအထိရှိလာခဲ့ပြီလို့သိရပါတယ်။အခုတင်ပြခဲ့တာတွေက DVB ကစူးစီးရရှိထားတဲ့လောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေဆိုင်သတင်းဌာနတွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။နောက်ဆက်သွဲသတင်းတွေကိုတော့ DVB ရဲ့ website Facebook နဲ့ YouTube channel တွေမှာအချိန်နဲ့တပြေးညီဖော်ပြပေးနေပါတယ်ခင်ဗျာ